မင်္ဂလာပါရှင်စပုတ် PDF မြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ22ရက်နေ့တောက်ကြနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင် တရင်ကောင်းစဉ်အင်ဒိုသူစစ်ကူလာသောအင်အား150ပါစစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီဘက်မှအရာရှိနှင့်စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းပြီးရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းတာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတနက်တလတ်တင်စီရရှိဗရောင်းမြို့နယ်အုတ်ရှိပင်မြို့နီးတွင်အေအေနှင့်စစ်ကောင်စီတပ်များတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပြီးမြို့ပေါ်မှာစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ကူပေးနေရှာရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးကြပါရစေ။ ဦးစားအင်းတော်တို့စစ်ကူလာတော့အင်အား150ပါစစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီဘက်မှအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ပန်းစီရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။သခိုင်းတိုင်းအင်းတော်မြို့နယ်တို့စစ်ကူလာတော့စစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်မှအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ပန်းစီရမိကလက်နက်54လက်တင်စီရရှိခဲ့တယ်လို့အမတ်1စစ်တီသားကသတင်းထုတ်ပြန်လိုက်ပါရစေ။ မက်လ15ရက်နေ့စကိုင်းတိုင်းအင်းတော်မြို့နယ်အဆက်ကတာမြို့နယ်ပင်လွရွာနီးဗရောင်ကြီးဗရောင်လေးတောင်တွင်ကတာမြို့ခမရ300ကိုမှတွက်ကွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြောင်းဆိုပါစစ်တဲ့စစ်ကြောင်းမှဗိုလ်မှူးလင်းထက် UCP ခမရ100ကျောင်းခမရ339ကိုခလာရ6တို့ပူးပေါင်းထားတဲ့အင်အား150ခန့်ပါတော့စစ်ကြောင်းဖြစ်တယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်ရဲ့ပူးပေါင်းစစ်ကြောင်းကို KIA KBDF ကတာခိုင်တရင်တမိုတာတိုင်နဲ့ပကဖာနဲ့ကတာမြို့နယ်ပကဖာပူးပေါင်းဖွဲ့ ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်တုံးမှန်ပြည်စစ်သား32ဦးဖမ်းဆီးရမိကြောင်းတွလင်းရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်ထမလက်နက်54လက်သိမ်းဆီးရရှိရာတွင် MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 10လက် MA15 10လက် Anti Drone Gun 10လက် MA10 ဘုံဒီ39လုံး MAG 1000တောင် MA15G 2000တောင်60မမပုံ19 18လုံး၊ GIndia 33ခု၊ကျောပို8ကျမ်းမာ2ခု၊ဆက်သွယ်ရေး7လုံး၊ iPhone 1လုံး၊ဈေးကအုတ်ထုတ်12လုံးတို့သိရှိရမိကြောင်းသိရှိရပါရရှင်။ ဆက်လက်ပြီးရန်ကုန်ပြည်လမ်းရှိစစ်ကွင်းတာဆောင်ကဲကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တက်လက်သိမ်းစီရရှိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းစစ်ကွင်းမြို့အုတ်တင်းကျွရွာအနီးရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းတာဆောင်ကဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တက်လက်သိမ်းစီရရှိခဲ့တယ်လို့တာယာဝရီ KI PDF မှာတာဝန်ရှိသူတူထံကသိရှိရပါရစေ။မက်လ20ရက်နေ့တွင်မင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တွင်းကျွရွာအနီးရန်ကုန်ပြည်လမ်းပိုင်း၌အထိုင်ချတဆဲထားတဲ့ပြည်သူများကိုဖမ်းဆီးငွေညှိနှိုင်း တဲ့စစ်ကွင်းတာဇုံစစ်စေးရေးဂိတ်ကိုတာယာဝရီခရိုင်တရင်3832တခွင်တွင်မှရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ဘတိုက်ခိုက်မှုဟာတနာ45မိနစ်အချိန်ကြာမြင့်ခဲ့ပြီးဂျမစစ်ကောင်စီတပ်သား9ဦးသေဆုံးက6ဦးဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲတွင်ဂျမစစ်ကောင်စီတပ်သားများထံမှကပိုင်တနက်တက်လက်ကြီးပေါက်တစ်ခုကြီး20တောင်းစစ်အုံဆောင်တချို့နဲ့ဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆည်းရရှိခဲ့ပြီးစကန်ကိုမီးရှို့ရှင်းလင်းခဲ့ပေမဲ့မီးနှဲငယ်သာလောင်ကျွမ်းခဲ့တယ်လို့သိရှိရပါတယ်။ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ယနေ့မတ်လ 2021ရဲ့နေ့နနေ့ချိန်ခန့်တွင်စစ်ကွင်းတာစုံစစ်စည်းရေးဂိတ်ရှိဘန်ကာရင်ပြန်လည်လုံခြုံရေးယူနေသောဂျမစစ်ကောင်စီတပ်သားများကိုတွလင်းရဲပေါ်များကအဝေးထိမ်းပိုင်းပြေတမန်ပောက်ခဲ့တိုက်ခိုက်ခဲ့ရမှာတအူပွဲချင်းပြီးတိုက်ဆုံခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဆက်လက်၍ပြည်သူများနဲ့တွလင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့ဂျမစစ်တပ်နဲ့၎င်းတို့ရဲ့တုတ်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားပြီဖြစ်သောကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနေသွားလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြပါရဲ့။တာယာဝရီခရိုင်တရင်3832တခွေနှစ်ကအတိပေး ပြောဆိုထားပါရဲ့ရှင်။ ဇလပီဗရောင်းမြို့နယ်အုတ်ရှိပင်မြို့နေတွင်အေအေနှင့်စစ်ကောင်စီတပ်များတိုက်ပွဲကြီးကြပ်ဖြစ်ပွားနေပြီးမြို့ပေါ်မှာစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ကူပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းဗရောင်းမြို့နယ်အုတ်ရှိပင်မြို့နေတွင်အေအေနှင့်စစ်ကောင်စီတပ်များတိုက်ပွဲကြီးကြပ်ဖြစ်နေကြောင်းအုတ်ရှိပင်မြို့မှာဒေသခံပြည်သူများထံကသိရှိရပါရစေ။ဇန်နဝါရီလကစတင်ပြီးပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတက်စကန်တွင်အေအေနှင့်စစ်ကောင်စီတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်များမှညောင်ချရောင်းနှင့်အုတ်ရှိပင်မြို့များသို့ဆုတ်ခွာလာကြောင်းမတ်လ14ရက်နေ့ကစတင် ြီးညောင်ကျူစကန်နဲ့ညောင်ချရောက်တက်စကန်များအကြားတွင်တိုက်ပွဲများကြီးကြပ်ဖြစ်ပွားနေကြောင်းအုပ်ရှိပင်မြို့တွင်ခြေစိုက်ထားတဲ့စစ်တပ်ကညောင်ချရောက်တက်စကန်ဘက်သို့လက်နက်ကြီးများဖြင့်အကြီးအကျယ်ဖြစ်ခဲ့လျက်ရှိကြောင်းသိရှိရပါတယ်။လက်တော်တွင်အုပ်ရှိပင်မြို့တွင်တက္ကသိုလ်ဝင်တဲ့စာမေးပွဲများပြုလုပ်လျက်ရှိနေပြီးရင်းစာမေးပွဲများပြီးဆုံးပါကစာတင်ကျောင်းမြောက်အားလုံးတွင်စစ်ကောင်စီတပ်များကတဆွဲရပြင်ဆင်လျက်ရှိကြောင်းအုပ်ရှိပင်မြို့ပေါ်တွင်စစ်ကောင်စီကခုခံစစ်များပြင်ဆင်လျက်ရှိရာတွင်ရဲစခန်းနှင့်ဌာနဆိုင်ရာရုံးများသာမကမြို့ပြင်နေရာများတွင်ပါလုံခြုံရေးကာကွယ်တားဆီးများအကြီးအကျယ်ချထားကြောင်း သိရှိရပါတယ်။ဘကုတိုင်းညောင်ကျိုးတိုက်ပွဲတွင်ဂျမ်းမစစ်တပ်ရဲ့လေယာဉ်များကမာရွင်ပုံကျဲမှုနဲ့အေအေရဲ့တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်သား120ကျော်သေဆုံးခဲ့ကြောင်းကျန်ရှိနေသောတပ်သားများအလုံးမှလည်းတပ်ပြည့်၍ထွက်ပြေးကြကြောင်းညောင်ကျိုးတိုက်ပွဲတွင်ပါဝင်ခဲ့တဲ့အလင်းဝင်စစ်မှုရဲတပ်သားတဲ့ကိုနန်းလင်းသူကထုတ်ဖော်ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဆက်စပ်လျက်ရှိတဲ့ဘကုတိုင်းဗရောင်းမြို့နယ်အတွင်းရှိညောင်ကျိုးကျေးရွာဒက်စကန်ကိုအေအေဦးဆောင်တဲ့ပူပေါင်းတပ်များကတွေ့ဆင်လျက်ရှိရတယ်။လက်ရှိမှာတော့ကကင်းစခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်းတွေ့ရရင်စစ်ကောင်စီရဲ့တေချောင်းတိုက်ခိုက်မှုများကြောင်းဆက်လက်၍တိုက်ပွဲမှာပြင်းထန်နေစေဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ်ဥက္ကိုင်တူတာကထုတ်ဖော်ပြောဆိုထားပါတယ်ရှင် ဆက်လက်ပြီးတဝဲနီးပညာတက္ကသိုလ်တွင်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများစီဝဲထွက်လာစဉ်စောင့်ကြိုတိုက်ခိုက်မှု၃ဦးသေဆုံးပြီးတနက်၃လသိန်းစီရရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းတဝဲမြို့နယ်တဝဲနီးပညာတက္ကသိုလ်တွင်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများစီဝဲထွက်လာစဉ်စောင့်ကြိုတိုက်ခိုက်ခဲ့ရမှာ၃ဦးသေဆုံးပြီးတနက်၃လသိန်းစီရရှိခဲ့ရလို့ဒူရကစစ်ကြောင်းမှတာဝန်ရှိသူဒူထံကသိရှိရပါရစေ။မက်လ18ရက်နေ့နနက်၈နာရီချိန်ခန့်တွင်တဝဲမြို့နယ်ဖျားမဲစစ်တပ်စစ်စေးရေးဂိတ်အနီးရှိတဝဲနီးပညာတက္ကသိုလ်တွင်တက်ဆွဲနေထိုင်သော ဂျမစစ်ကောင်စီတပ်သားများဟာဈေးဝယ်ထွက်လာစဉ်တွလိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုတွင်ဂျမစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး BA63 G3 နှစ်လက် BA64 G4 တလက်နဲ့ဆက်ဆက်ပစ္စည်းများသိရရှိခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့တဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YP PDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ပြည်သူများအနေဖြင့်တိုင်းနိုင်ငံလုံးအတိုင်းဒါစီးရေးများအရှိ င့်ဟုံတွင်းမြင်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်တဲ့အတွက်စီရီအထူးတတိအတိပြုသွားလာနေထိုင်ကြပါရန်ဒေါ်လာရင်းနဲ့စီရီအထူးတတိတတိပြုသွားလာနေထိုင်ကြပါရန်နဲ့ဒေါ်လာရင်းနဲ့စီရီအရှိန်မြင့်လာသည့်နဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလူတော်စစ်ကောင်စီမှစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူ့ရင်ခွင်ခလုံး၍အများဆုံးပူးပေါင်းပေးကြပါရန်ဒူရက်ကစစ်ကြောင်းမှတော်ဝင်ရှိသူတဦးကတိုက်တွန်းပြောဆိုထားပါရှင် ဒီကနေ့2025ခုနှစ်မတ်လ21ရက်နေ့တောက်ကြနေ့အတွက်နောက်ဆုံးရပြည်ရင်းသတင်းများကိုစပုတ်ပီဒီအမြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနော်ရီမွေးဖြစ်ပါတယ်ရှင်။